မင်္ဂလာပါရှင် အခုတစ်ခါမှာတော့ဆ ्याम ကြီးခင်နေယူရေးသားထားတယ်ဒုတိယစုတောင်းဆိုတဲ့ဝိတ္ထုတို့ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒုတိယစုတောင်းခင်နေယူ းရီနေသောအမေမျက်နာကိုမြင်လိုက်ခရေကစိတ်သားနဲ့နဲ့စားရမည်ကိုခင်မောင်ထူးတည်သည်။နေရံမဲမဲနှင့်မိဖို့ကြောင့်လေးထဲတွင်အမေသည်သူ့အတွက်ထမင်းပြင်ပြီးသား။ဇပွဲပေါ်တွင်ထမင်းတပကံနှင့်စိတ်သားနှက်တရက်သီးတနှက်တို့ပြင်ထားသည်။မိဖို့ကြောင့်ဤအုံနေရံများသည် အစကတော့ဝါပြည့်ပြည့်ရှိဟန်တူသည်။အမတ်မထင်ထင်းစလိုအရာနှင့်နေရံကိုချစ်မိလျင် အတွင်းမှအဝါစည်းသားများပေါ်လာသည်ကိုထောက်တော့တခါကနငယ်ဤမူလအယောင်သည်အဝါရောင်စေးတုတ်ထားသည်ဟု ယူဆရန်ရှိသည်ယခုတော့ညုံမိုင်းမိုင်းဖြစ်သည်မီးရောင်ဝါကြံ့ကြံ့သည် မျက်နှာချက်မှလင်းနေသည်သူတို့သားမိနေသော အခန်းသည်တုံးတက်ပေါ်မှဖြစ်သည်စီးယုံကြီးဤအလုတမားတန်လျာဖြစ်၍ရေနှင့်မီးမပြတ်လေတော့အလုတမားချင်းအတူတူ စေးယုံအလုသမားများကကုတုကံကောင်းသည်ဟုဆိုရမည်။ရေမီးဆောင်အုတ်တိုက်မှမဟုတ်ပါလား။သူတို့လိုမိသားစုတွေအလုသမားတန်းလျှမှအပြေးအပြေးခေးသည်ခင်မောင်ထူးထမင်းစားနေသည်ကိုကြည်နက်စွာကြည်နေသည်။နေ့လယ်ကလေးကခင်မောင်ထူးကမှားခဲ့သည်။သူညစာအတွက် စိတ်သားနှက်ထားရန်ဖြစ်သည်။အမိလက်ထဲကိုနေ့လယ်ကငွေကျပ်90သူထည့်နိုင်ခဲ့သည်။ မထဲ့သည့်အခါလေးအမေသည် ရှိတာလေးနဲ့ရှိသလိုပဲဖွက်ဖွဲရရချက်ပေးတတ်သည်ဒါပေမဲ့နေ့စဉ်လုံလုံပဲခင်ကြက်တုံချင်းတို့မဟုတ် ခရမ်းသည့်နှံဆိုတော့လေဒီစိတ်သားနှံအမေသားနှံတို့ကိုတန်တာမိသည်အမေသည်အိန္ဒိယတောင်ပိုင်းသာအနှွယ်ဝင်တယောက်ဖြစ်၍အမေသားနှံကိုတော့မစားသူတို့ဘဝများသည်တက်တက်လို့စားသော ဟိန္ဒူများတော့မဟုတ်သူတို့အခန်းလေးသည် ဆယ်ပေနှက်ခမ်းဖြစ်၍သူတို့သားမေနှစ်ယောက်နေလောက်သည်အမလက်ချမီအိမ်အောင်မကြမီကနည်းနည်းကျင့်ကြက်သလိုရှိသည်ယခုတော့လက်ချမီလည်းအနောက်ပိုင်းစီယုံမှတရဝန်းနှင့်အိမ်အောင်ကြာသွား၍အလုံးကိုပြောင်းသွားကြသည်အဖေကြီးသည်တခါတရံတော့ဝရန်တာမှအောက်သို့ငုံကြည့်ရင်စိတ်လွတ်လွတ်ရှားရှားဖြစ်မိသည်ဝရန်တာမှကြည့်လျင်တိမ်ကြီးစေးထောင်ကို စီး၍မြင်နေရသည်ဒီတော့လေ သားကြီးကိုတန်းတားမိသည်ရာချန်သည်အကြီးဆုံးသားဖြစ်၍အလက်မှသမီးလက်ချမီအငယ်ဆုံးကောင်ကခင်မောင်ထူဖြစ်သည်စီးယုံကြီး၏ယုံအဖွဲမှယုံအုပ်ကြီးဥပါထူကလွတ်လပ်သောမြမပြည့်ကြီးတွင်ရာချန်တို့ပြည့်ချီးလို့ဆိုသော အမိများမှာခင်မမီတော်ဆို၍ရာချန်ကို အလုတ်သွင်းကလေးကခင်မောင်ကြော့ပြည့်ချီးကိုတော့သူချစ်၍သူ့နာမည်ပါအောင်ခင်မောင်ထူဟုအမိပြောင်းလိုက်သည် လက်ချမီးနာမည်ကလွင်လွင်မားတဲ့သို့သောလက်ချမီးသည်အိန္ဒိယတိုင်းသူတို့ထုံးစံတိုင်း16နှစ်သမီးကလေးကအိမ်အောင်စောစီစွာကြာသွား၍သူ့အမည်မှာလက်ချမီးပေပဲလားလွင်လွင်မားလားမသိတော့ဘူးပြီချေးကိုတော့အားလုံးကခင်မောင်ထိုးပဲခေါ်သည်ခင်မောင်ထိုးသည်မဲမဲဝါဝါနဲ့ပြောင်လက်တော့တွားများပေါအောင် အမြဲပြုံးနေတတ်သောကြောင့်သူ့ကို လူချစ်လူခင်များသည် အဖေကြီးကတော့တားငယ်သည်အဖေတူသည်ဟုဆိုသည်တားကြီးရာချန်ခေါ်ခင်မောင်ကျော်ကတော့အဖေကြီးနှင့်တူ၍ပိန်ပိန်ချောက်ချောက်မျက်နာရှိရှိဖြစ်သည်သူတို့မိသားစုသည်ဤစေးယုံကြီးမှအခြေချခဲ့ကြသည်မှာဘိုးဘွားပြီပင်လက်ထက်ကဆိုလျင် မမှားပါအတိုင်းအစဉ်ဆက်နှင့်နေလာခဲ့သူဖြစ်၍သူတို့ဘိုးဘွားများသည်အင်္ဂလိပ်ခေတ်ကအိန္ဒိယတိုင်းသားတထေးများနှင့်အလုတ်သမားများအဖြစ် မြန်မာပြည်တွင်းသို့ဝင်ရောက်လာခဲ့ကြသည်အိန္ဒိယမှတထင်းလူဒန်းစားမှသည်မိန်လာသိန်းအထိအလွှာဆောင်ရောက်လာကြသည်ထို့အလွှာဆောင်မှပေါက်ဖွားလာသောအဘီဂိတ်ဤအဖွားသည်အိန္ဒိယတိုင်းသာတထင်းတယောက်အိမ်မှထမင်းချဲ့ရင်းမှခြေတော်တင်ခံခဲ့ရသည်တထင်းကြီးကသူ၏အမြဲတမ်းမိသားစုဆရာဝန်ကြီးဒေါက်တာတတဤတပည့်ကို သူ၏ကိုလှုပ်တော်အားစွန်လိုက်သည်ဆရာဝန်ကြီးဤတပည့်မှာ စေးယုံကြီးမှစဖို့ချက်တရာဖြစ်၏တထေးကြီးကိုလောက်တော်နှင့်ဆရာဝန်ကြီးတပည့်တို့ပေါင်းဖက်ရာမှအဖေကြီးတို့မျိုးနွယ်ဆင်းသက်လာခြင်းဖြစ်သည်အလौကြည်ပွန်သောအမှုရမ်းများဖြစ်၍တားစင်မြေဆက်စေးယုံမှပင် အလौရကြသည်ခင်မောင်ကြော့ခေါ်ရာချန်ခေါ်မောင်ကျော်လက်ထက်ရောက်မှ အမင်းဆက်ထင်ခဲ့ရသည်။ကြံဆွေစင်မျိုးဆက်များကတော့ဝတ္တရားကြေပွန်သော ရိုးသားဖြောင့်မတ်သည့်အမှုရမ်းများအဖြစ်စီးယုံအုပ်ကြီးအဆက်ဆက်ကအတိမတ်ပြုခဲ့ကြသည်ခင်မောင်ထူးဆိုလျင်တန်ရှင်ရေလှုပ်လှုပ်အခန်းဆောင်တာဝန်ကြကြလူနာရောလူနာဆောင်တွေပါသဘောကြသည်ရာဂျန်ကတော့ညနေဧည့်နှင်ခေါင်းလောင်ထိုးထိုးလူနာဆောင်နေနေသူလက်ဖက်ရေဖို့မရပါကသူသဘောမကြသူလူနာဆောင်နာတွင်ခေါင်းလောင်ကိုတအားတီးသည် တ်ဆန်ရမှညိန်သည်ခင်မောင်ထိုးကထိုးသူမလုံးအမျိုးပီစားကိုစောင့်ထိန်၏အပီခေးသည်ယခုတော့ရန်ဒါဘက်မှ အောက်တိုသိမ့်မကြည့်တော့သူ့အခန်းချင်းလေးကိုပဲတန်ရှင်းတက်ရအောင်ကြိုးစားသည်ပြီးတော့တားငယ်အတွက်ထမင်းချက်သည် သူလည်းဥမင်းလာပြီခင်မုန်းတဲ့တည်ဆုံးပြီးနောက်တားကြီးရာချန်နဲ့ပတ်သက်၍စိတ်ဝေဒနာခံစားရသည်မှတပါ သူတွင် အခြားတော့ကပရိဒေဝမရှိပါဟုဆိုရမည်။ရာချန်ကိုခင်မောင်ကြော့ဟု၍စင်းယုံအုပ်ကြီးကဘာကြောင့်အမြည်ပေးသည်မသိ။ပြညတ်သွားရာတတ်တပ်ပါလေသည်ထင်။ခင်မောင်ကြော့အမြည်ရကလေးကရာချန်သည် ခက်ကြော့ကြော့နေသည်။သူ့အလုံးမှာတန်ရှင်းရေးတာဝန်ဖြစ်သည်။စင်းယုံတာဝန်ချိန်မရှိသောညပိုင်းတွင် ရာချန်ခဏခဏပြောင်းနေသည်။သူ့အိမ်ပြန်လာချိန်တွင်တော့သူ့လက်ထဲမှာငွေရွက်များနေ။ အမေကမတင်ကား၍မေးတော်လည်းမဖြေဒီတုန်းကခင်မောင်ထူးကငဲ့သေးသည်ရာချန်တခိကတင်ကြီးစေးနှင့်ဤစေးယုံထောင်သည်နမည်ကြည်ဤညနေလာလျင်ခြေကျင်ခရီးသွားတွင်တရီထားပေတော့ခုန်ခွာရေးလံအဖိုးတံပစ္စည်းရွှေငွေမဆူထားနှင့်ပစိုးဖက်နှက်ကိုပင်ချမ်းသာမပင်အအုပ်အသည်နှင့်လူရက်သည်မှနမည်ကြည်တခါတရံဝှိုင်းရိုက်ကြသည်သည် တခါကလည်းလူတယောက်ကိုတတ်၍လမ်းဘေးမြောင်းထဲတွင်ချထားသည်လက်တဲမပေါ်ခဲ့ပါတညမှာတော့မောင်ခင်ကြော့မကြော်နိုင်ပါ သူတို့တအုံးတဖွဲ့လုံးလိုလိုဖမ်းမိသွားသည်သူတို့လူရဲ့သူမှာငွေများများပါသည်ဖြင့်အတင်းယုံကံမှုကြောင့်တယောက်တစ်ချက်လက်လွန်ချိန်မှာရင်းများကမိသွားသည်အလူခံရသူခမားထားတဲ့ရာနှင့်တည်သွားသောကြောင့် ရာချန်တို့အဖွဲ့ရုံရောက်တော်သည်ရာချန်လက်မှာဓာမိတော်ကြောင့်အလုံးထဲမှာရာချန်အပြစ်ကြီးဆုံးရသွားသည်ယခုအချိန်မှာတော့စေးယုံနှင့်တိမ်ကြီးစေးတောင်သည်အတော်အန္တရာယ်ကင်းသွားပြီဟုဆိုရမည်ရာချန်ထောင်ကျသွားကြတဲ့ကအမေကခင်မောင်ထူးကိုဆုံးမသည်မတရားသဖြင့်ငွေမရှာဖို့ပြော၏အမေစိတ်ထဲမှာထင်သည်ခင်မောင်ထူးသည်အဖေတူသားပြီးပြီး စိတ်တဘောဓာလေးဖြောင့်ဖြူးသည် အလောက်ဝတ်တရားကြေပွန်၍လူချစ်လူခင်များသည်ခင်မောင်ထူးလက်ထဲမှငွေရွှင်လျင် အမေသည်စစ်စေးသည် ရာကြံတုံးကလို ပေါ်စာမနေတော့ခင်မောင်ထူးကသူရတော့ငွေများသည် တရားသဖြင့်ရသည်ဟုဆို၏ဒီနေ့လိုငွေရတော့အမေကိုငွေ90အရင်ညစာသူ့အတွက်စိတ်သားနှံချက်ပေးရန်ပြောခဲ့သည် အမေသည် ပြင်းတော်သိမ့်ရွက်စိတ်တက်ပြီးစိတ်သားကိုချက်လီချက်ထားရှိသည်ခင်မောင်ထူးကအသားရုံများကိုထမင်းနှင့်နေရင်အာရပါရစားသည်သူထမင်းမိမ့်မိန်စားသည်ကို တွေ့ရလျင်အမေကပြောသည်အမေကစောစောညက်နေကလေးကစားပီးပြီနက်နက်ကလေးကသူ့ဂျူတီအပြီးမှာသူ့ဆရာဒေါက်တာဖြိုးမောင်ကသူ့ကိုအရေးပေါ်ခန်းမှာခေါ်ထားသည်သူ့ဂျူတီကတန်ရှင်းရေးဖြစ်၍အစောကြီးပြီးသည် ဟဲ့အောင်မထုငါအတိတရောက်ဆေးရုံလာတယ်မင်းမင်းကူရလိမ့်မယ်ဒေါက်တာဖြိုးမောင်ကခင်မောင်ထုကို အထူးစိတ်ချသည်လူနာရောက်လာကလေးကမောင်ထုသည်အပားမှမခွာသူ့ဆရာသမားမှားခဲ့သလိုအားလုံးဆောင်ရွက်ပေးသည်လူနာသည် အဖွားအိုတယောက်ဖြစ်၍အဆုပ်အအေးပတ်ရောဂါနှင့်ရောက်လာသည်အရေးပေါ်အခန်းထဲရှိကရင်ပေါ်မှာပင်မျောနေသည်အန်တီမြင့် ဖဖအတွက်မပူပါနဲ့သူကဝော့တဲ့အထိအရောက်ပို့ပေးပါလိမ့်မယ်သူ့ကိုဘာမှပေးဖို့မလိုဘူးနော်ကဲရော့ရော့ခင်မောင်သူဒီစာရွက်စာရံတွေယူသွားလိုအပ်သောစာရွက်စာရံများကိုခင်မောင်သူလက်အပ်၍ဆရာဝန်ကြီးသည်အခန်းပြင်ထွက်သွားတော်သည်အရေးပေါ်တာဝန်ကျဆရာဝန်များကစမ်းသက်စစ်ဆေးပြီးလူနာကိုဆေးရုံတင်လိုက်ကြသည်ဒီအချိန်မှာအရေးပေါ်အခန်းရှိ တခြားလူနာပို့ရမည်သူတွေမရခင်လူနာတင်ဘိန်းတက်ကလက်ထိုင်ကိုခင်မောင်ထူရအောင်ရှာလာသည် သူနာပြုစရာမလေးများအကူညီနှင့် လူနာကိုကလက်ထိုင်ပေါ်တင်၍သက်ဆိုင်ရာအခန်းသို့တွန်းပို့လိုက်သည်အရေးပေါ်ဌာနမှာဘိန်းတက်ကလက်ထိုင်ကရှာရှာပါပါတချို့ကြတော့ဘိန်းတက်ကရင်ပေါ်ပက်လက်တွန်းကတွန်းယူသွားကြသည် တချို့လူနာတွေကတော့ခြေချင်းပဲရှောက်သွားရသည် ယခုလိုအချိန်နေအခက်အခဲတွေကြားရမှာဖိန်းတက်ကလထိုင်းကိုရအောင်ရှာပေးသောခင်မောင်သူကိုအန်တီမြင့်ဆိုသူကကျေးဇူးတင်၍မဆုံးဖြက်လက်ရွှင်လန်းစွာလှုပ်တက်သောခင်မောင်သူကိုသဘောကျ၏ဖြားနာဆောင်ရောက်၍လူနာဖွားဖွားကိုကရင်ပေါ်အခြေတကြထားခဲ့ပြီးမှခင်မောင်သူကအန်တီမြင့်ဆိုသူကိုနှုတ်ဆက်ပြန်သည်ဟဲ့ဟဲ့နေအောင်လေမင်းနာမည်ဘသူ မောင်သူဟုတ်လားအန်တီမြင့်ကသူ့ကိုတား၏ ကျေးဇူးတိတ်တင်နေကွယ်အန်တီရဲ့အဖွာကမောနေတာကလထိုင်နဲ့တသက်တာတာလာခဲ့ရတာအန်တီမင်းကိုတိတ်ကျေးဇူးတင်ပါတယ်ရော့ရော့လက်ဖက်ရည်ပုံးအန်တီမင်းကသူ့ရှက်အင်ဂျင်နဲ့ပြအိတ်ထဲကိုငွေဆက်ကိုနှက်ရွက်ထိတ်လိုက်၏မလောက်ပါနဲ့အန်တီဆရာကျွန်တော်ကိုစူပါအောင်မယ်ကျွန်တော်စေတနာနဲ့လုပ်ပေးတာပါဟုတ်၏ခင်မောင်သူသည်စေတနာနဲ့ဂျိုင်းခွက်များကိုရှောင်းကား ဖိန်းတက်ကလက်ထိုင်ကိုညင်ညင်သာသာတွန်းလာသည်တခါတရံခွဲစိတ်ခန်းသို့တည့်သွားသောလှနာပင်ထရော်လီတွန်းသူပညာပြသောကြောင့်ဘူးရီချိုင်းရီပေါ်မှာကတိကအောင်နှင့်တချို့တိုင်းနှင့်ဆောင်မီ၍ထိတ်ပေါက်ခေါင်းကွယ်ဖြစ်ရသည်သည်ဒီတော့လေခင်မောင်ထူးလိုညင်သာသူကိုကျေးဇူးတင်ရသည်ပေါ့အေးပေါ့စေတနာကိုကျေးဇူးတင်လို့ပေါ့မင်းကတောင်းတာမှမဟုတ်ဘဲမင်းစရာက မစုပါဘူးအန်တီပေးတာပါယော့ယော့ အန်တီကအတင်းအိတ်ထဲထည့်လိုက်သည်။ကဲဒီတော့စေတနာအကျိုးပေးဖြစ်မည်။အခန်းပြန်ရောက်လို့အိတ်ထဲကြည့်လိုက်တော့တဆယ်တန်ဆက်ကူနှစ်ရွက်။အန်တီမြင့်သည်တရာတရားထက်တန်သူဆိုရမည်။တခြားလူနာတွေကို သူကကူညီခဲ့ဖို့သည်။တရာကြီးငါးချက်တဆယ်သူရဖို့သည်။အန်တီမြင့်ကတော့20ပေးသည်။လူနာပြုစုရမှာ အရေးကြီးဆုံးဟာ စေတနာဟုဆိုသည်။ ူတို့ဒီလဲသူနာပြုများနဲ့အတူလူနာကို ကုညင်ရသည်ပဲမဟုတ်ပါလားယခုလိုအန်တီမြင့်တို့လို သူမတောင်းခံမဲပေးတော်ငွေသည်တရာကြီးမဟုတ်ပါလားသူစေတနာသူ့ကိုအကျိုးပေးခြင်းပဲပြီးတော့သူဒီစေးယုံကြီးရှိလေကားရင်ကိုပြေးသည်စေးယုံဖွင့်ခြင်းရောက်ရင်လူနာမီးသူများလူနာရှင်များဆွေမျိုးများလာကြသည် တချို့လူတွေကမိမိတို့လူနာ ဘယ်အခန်းဘယ်ထက်မှရှိမှန်းမသိမသွားတတ်ဒီတော့လေကားဝါမှာခင်မောင်ထူးလိုစေးယုံအမှုတန်းကောင်းလေးတွေအပြေမူတူရှန်တီအိဗရာဟင်အုံးမောင်စသည်စသည်တို့တန်းစီကြိုဆိုနေကြသည်ဘယ်ခန့်လဲခမညာဘယ်သွားမလို့ပါလဲခမညာဖော်ရွေလိုက်သည်ဖြစ်ချင်းမန္တလေးမဟာမြတ်မုန်နေဖရာကြီးကရွှေကြိုတွေလိုပင်ရင်ကျေးတိမ်မွေကြသည် အိန္ဒိယတိုင်းသားပြည်ကြီးရှင်များဤနေရာမှာခြေချင်းလိမ်နေကြသည်ဧည့်သည်များတွားလို့ရာကိုဆိုက်ဆိုင်မြိုင်မြိုင်လမ်းပြခေါ်ဆောင်တွားလေတော့သူတို့လှည့်အပြန်ဧည့်သည်ကလက်ဖျေးပေါ်သူတို့လက်ထဲထည့်လိုက်သည်ဒီလိုနဲ့သူတို့အလုတ်ဖြစ်နေကြသည်ခေမောင်ထူးကတော့ကံကိုထူးသည် သူဤပြောင်းလက်တော့တွားရီကြောင်းလားမသိဧည့်သည်ကြိုလျင် သူများတယောက်ကြိုမှတစ်ချက်လောက်ပဲရသည် သူက၅ချက်အထီရဘူးသည် သူကစတင်၍ဘယ်တော့မှမတောင်းတခါတော့ကအိဗရာဟင်ခန့်သွားရသည်ဧည့်သည်တယောက်ကိုလူရရောက်အောင် ပို့ပေးပေမဲ့အိဗရာဟင်ကိုတပြားမှမပေးလက်ဖက်ရည်ဘူးခမညာအိဗရာဟင်ကဖွင့်ဟတောင်းတော့မပေးဘူးဟေးမပေးဘူးတို့ဘာသာတွားတက်တယ်မင်းတို့အားကြီးရှုပ်တယ်ဟုဧည့်သည်ကပြန်ဟောက်လိုက်သည်ခင်မောင်သူကထို့အလုပ်မျိုးကိုရှောင်ပါသည် ူတို့စတဲ့မပေးလျင်သူဘာမှမပြောလှည့်ပြန်ခဲ့သည်ရော့ကွယ်ဟုလုံလုံချင်းချင်းပေးလျင်သူယူသည် သူသည်ဧကျိုအလုတ်တွင်မဟုတ်ရခင်အထူးကံ PR2 မှာလူနာနှစ်ယောက်ကိုနက်နက်စားဝယ်ပေးရသည်ကြောက်ကက်ခန်းကလူနာကိုလည်းရင်နွေးဘူးယူပေးအဝိရှော်ပေးသေးသည်လာကမပါ တနေ့လုံးဝင်ငွေကိုညနေမိုးချုပ်၍စည်ရင်တွက်လိုက်လျင်20အစိတ်ရတတ်သည် ယနေ့တော့ထူးထူးခြားခြားနှဲ့ကအဖော်မပါသောလူနာတယောက်ကို ထမင်းဝယ်ပြီးရင်ွေးယူပြီးအစစကူညီသောကြောင့်ငွေ30ရလာသည်အဖော်မပါနှဲ့ကလာရသောလူနာဖို့ဘလောက်အားငယ်လိုက်ပါမည်နည်းအခန်းတွင်တာဝန်ကျသူနာပြုဆရာမလေးနှင့်လူနာဥယျာဉ်နှင့်ကမင်းဆရာမလေးတွေလည်းနားမနေရထီတော့သူ့လူလူတယောက်မှာရဝေးလူနာအတွက် အားကိုးရာဖြစ်ခဲ့သည်အဲ့ကျိုးတရာကြီးအန်တီမြင့်ပင်းငွေလုံနာတွေအတွက်ဆောင်ရွက်ပေးရသောတရာကြီးတွေစုစုပေါင်းလိုက်တော့ယနေ့90စီသည်ဒါကြောင့်အမေကိုစိတ်သားနှံ့ချက်ပေးရန်ပြောခဲ့ခြင်းဖြစ်၏သူသည် စိတ်သားနှံ့နှင့်မြင်းမြင်းရှက်ရှက်ထမင်းစားပြီးလက်ကိုမြင်းမြန်းဆေးနေသည်ဘာလို့မလို့လဲအပြင်ထွက်မလို့လားညချူတီမဟုတ်ဘူးဆို အမေကသူ့ကို မတင်ကတော့မျက်လုံးများနှင့်ကြည်လိုက်၏သူသည်မိဖို့ဝါရင်ရဲ့ရင်တစုံတရာကိုစိတ်စောနေသည်ရာကြံအခုလိုပဲညညာအထွက်ကောင်းတာဒုက္ခရောက်တာပဲမဟုတ်လားဟုအမေကထပ်ပြော၏မဟုတ်ဘူးမေကျွန်တော်ညဘက်ဂျူတီမရှိရင်အပြစ်မထွက်တတ်ပါဘူးအခုနှလုံးရောဂါခံမှညနေကလုနာတရာမောနေတယ်လေအုံမောင်စောင့်နေခံမှာပဲဒါပေမဲ့ သူကကိစ္စတခုရှိနေလို့မင်းနေပေးပါတဲ့တကယ်လို့အုံမောင်ရှိနေရင်လဲကျွန်တော်ပြက်လာမှာပါအမှန်ကတော့လူနာမောနေသည်မှာသူတို့အလုံးမဟုတ်သူနာပြုတ်ရီဆရာမကြီးတွေနဲ့ဆရာဝန်တွေရှိသည်ပဲသို့တော့လူနာအမောဖောက်၍အသက်ဆုံးရှုံးရင်ရေခဲတိုက်ထဲတွေ့မှုသူတို့တောင်းဝန်အေးပေါ်လီယူယူတာတာရတဲ့ပတ်စံပဲငါလူချင်းနေအမေကစိုးရိမ်တကြီးဆို၏အမေကလေသူများမပြည့်တဲ့ပတ်စံ ကျွန်တော်ဘတော့မှမယူဘူး။မှန်အီးလူနာရှင်တွေလူနာတွေကတရာဒီယာနဲ့ပေးကြစွန့်ကြခြင်းသာဖြစ်သည်။သူရတော်ငွေသည်ဓမီယာလက်ထဆင်ကြဲပါပြီ။အမျိုးသမီးဆောင်တွင် ထမိန်ညိုဝိမင်းကလေးများကလူနာများကိုကူညီသည်။သူကအမျိုးသားဆောင်ပဲဖြစ်ဖြစ်အမျိုးသမီးဆောင်ပဲဖြစ်ဖြစ်စေးကူတာဒီကလွဲ၍တန်တာအကုန်ကူညီသည်။စေးပြေးဝယ်ရအောင်မလားဖင်ပေါ်ပေါ်နှင့်ပြေး၍ဝယ်သည်။ ီစာလေးသွားပေးပါအောင်ဆိုရင်လဲအင်ကိုပဲပေးရပေးရစာတိုက်ပဲပေးရပေးရစိတ်ဆက်တေကြစွာ သူဆောင်ရွက်ပေးသည်အဲဣဗရာဟင်တို့ရာဂျူးတို့လိုစေးယုံဖွင့်ချင်းဧကျိုးလုံးမှလဲသူများအမြင်ကပ်အောင် အတင်းကျိုးအတင်းပစံတောင်းအလုပ်မျိုးမလုပ်ပါပြီးတော့စူရီဆိုရင်စေးယုံကြီးဝတကစောင်းဆိုတော့စေးယုံဖွင့်ချင်းမဟုတ်ဘဲဝင်းလိုသူများကသူ့ကိုတယောက်တစ်ချက်ပေးသွားကြသည် တနေ့တနေ့အတော်စီသည်ဒါဆိုတော့စီကံကိုဖောက်ဖြတ်ရကြသည်ခင်မောင်ထူရသည်ကယူသားစွာဆောင်ရွက်မှုကြောင့်ဒီနေ့လုံမှမရစဘူး90ရလိုက်သည်ဟောက်စင်းစာဆရာဝန်ပေါက်စာတွေမှာတောင်ဒီလိုတနေ့တည်း90ရဖို့မလွယ်အမေကလည်းမပူပါနဲ့အုံးမောင်အစင်းသိရှိနေရင်ကျွန်တော်ပြန်လာမှာပဲလူနာအမောတက်တာရင်ပေါ့လေသွားမယ်နော်မေသူဒီအမေကိုပြုံး၍ခွင့်တောင်းတာ တကားဖွင့်၍လှေကားမှပြေးဆင်းသွားသည်။အုံမောင်အခန်းရှိတာဝန်ကျဆရာမကြီးကလည်းသူ့လောက်ကင်ပုံကိုသဘောကျသည်။သူ့ကျူတီကြချိန်တွင်ဆရာမကြီးကဘာဖြစ်ဖြစ် သူ့ကိုပဲခိုင်းသည်။ယခုလည်းအုံမောင်အလဲဆိုပေမဲ့အုံမောင်ကတခြားတွင်ဒါထက်ရပေါ့ရှိသည်ဆိုသည်။ဒါကြောင့်သူ့ကိုလာပေးပါဟုပြောသည်။ဒါပေမဲ့ညနေကအုံမောင်ဆိုစကားကမတည်ကြ။ငါမသွားပြင်ပေါ့ကွာ။မင်းကူပါ။ ထင်းကြတော့ဒီဖိုးကြီးချောမယ်ထင်တာပဲလာတော့ကြည့်အောင်ကွာအင်းပေါ်လေအုံမောင်စကားကြောင့်သူ့သွားပြက်အောင်သွားသည် အုံမောင်မရှိရင်လူနာကကိစ္စချော့ခဲ့လျင်သူ့ကိုလူနာရှင်ကတရာကြီးအနည်းဆုံး30တော့ပေးသည်အန်တီမြင့်လို့ဆိုလျင်30ရမည်သူသည်ညင်ညင်သာသာနှင့်ရေခဲတရောက်အောင်တတ်မဲ့လူနာကိုတွန်းပို့ရပါမည်လန်တလျှောက်လုံးအုံမောင်အပြင်သွားပါစေဟု သူဆူတောင်းမိ၏ဒုတိယဆူတောင်းကတော့ပေဘူးလွာမဂ္ဂဇင်းအဆုံးထိနားဆင်ပေးခဲ့ကြတယ်စာချက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်